1950ခုနှစ်တည်တုန်းကနယူးဇီလန်နိုင်ငံရဲ့ Christchurch မြို့ဆိုတာအေးချမ်းသာရပြီးရှေးရိုးဆန်တဲ့မြို့တစ်မြို့ပါစစ်ကြီးဘီခါစားကဘာကြီးမှာလူတွေကဘဝကိုအေးအေးဆေးဆေးပြန်လည်တည်ဆောက်နေကြတဲ့အချိန်ဒါပေမဲ့1954ခုနှစ်ရဲ့ဆောင်းရာသီတရက်မှာတော့ဒီမြို့လေးရဲ့တိတ်ဆိတ်မှုကိုထိုးဖောက်သွားတဲ့ကြောက်မက်ဖွာလာရာဇဝတ်မှုတစ်ခုပေါ်ပေါက်ခဲ့ပါတယ်ဒီရာဇဝတ်မှုဟာလူသက်မှုတစ်ခုပါတားကောင်ကတော့တားမတ်အင်ရှင်မတစ်ယောက်ဖြစ်တဲ့ Honora Reba Cookie တရားခံတွေ ကတော့ဘယ်သူမှထင်မှတ်မထားနိုင်လဲသူတွေဖြစ်နေခဲ့ပါတယ်။အဲ့ဒါကတော့တေဆုံးသူရဲ့အသက်16နှစ်အရွယ်သမီးအယံပေါ်လင်ပါကာနဲ့သူရဲ့အခင်ဆုံးတငယ်ချင်းဖြစ်တဲ့အသက်15နှစ်အရွယ်ဂျူလီယက်ဟ ோம் စ်လိုပါပဲ။ညဉ့်ညထမျက်ပြီးစာပေဂီတကိုမြန်နှုတ်တဲ့ဆဲကျော်သက်မင်းကလေးနဲ့ရောက်သူတို့ဟာဘရို့အချမ်းကျောက်ကိုရဲ့မိခင်အယံကိုရရဆက်ဆက်ထပ်ဖြတ်တဲ့အခြေဖြစ်သွားခဲ့ရတာလေ။သူတို့နှစ်ယောက်ရဲ့ကြားကစမ်းကြဲတဲ့ဆက်ဆံရေးကဘလို့မျိုးလဲ။သူတို့တိဆောက်ခဲ့တဲ့စိတ်ကူးယဉ်ကပါကြီးကတော့ဒီရာဇဝတ်မှုကိုဘလ ောက်အထိသွန်ပို့ခဲ့တယ်လေဒီနေ့ကျမတို့နဲ့အတူဒီအဖြစ်ဖြစ်ရက်နဲ့ဆိုင်တဲ့အလွှာတွေကိုတခုချင်းစီခွာကြည့်ပြီးအပြေရှားသွားကြမှာဖြစ်ပါတယ်ဒါကတော့နယူးဇီလန်နိုင်ငံရဲ့သမိုင်းမှာအထင်ရှားဆုံးနဲ့အစမ်းကျေဆုံးရာဇဝတ်မှုတစ်ခုဖြစ်တဲ့ပါကာဟုံးလူတမှုရဲ့အဆောက်အအုံဇလန်းပါတယ်ဇလန်းကိုနားလဲဟိုးဆိုရင်ကျမတို့အတ္တိကစားကောင်တွေရဖြစ်တဲ့ပေါ်လင်းနဲ့ဂျူလီယက်အကြောင်းဟောအရင်တီဟောလိုပါတယ်သူတို့နဲ့ယောက်ဟာမတူညီတဲ့လူမှုပဝင်ချင်းကနေလာကြတဲ့သူတွေပါပေါ်လင်းပါကာဟာတာမန်အလုတ်သမားမိသားစုကနေပ ပေါက်ဖွာလာတော့ပါသူ့အမေ Honora Ripa နဲ့အဖေဖြစ်သူ Harvard Ripa တို့ဟာလက်မထက်ဘဲအတူနေထိုင်ကြတာဖြစ်သည့် Pauline ကတော့သူ့အမေရဲ့မူလမျိုးရိုးနာမည်ပါကားကိုသုံးဆွဲခဲ့ပါတယ်။ငယ်စဉ်က AUTB ယောဂကိုပြင်းပြင်းထန်ထန်ခန်းစားခဲ့ရဖို့ဒါကြောင့်သူ့ရဲ့ခြေထောက်မှာအမာရွတ်ကြီးကြီးရှိနေပြီးလမ်းလျှောက်ရမှာအနှဲငယ်မတန်ဆွမ်းခဲ့ပါဘူး။ဒီအချက်ကသူ့ကိုတခြားကလေးတွေနဲ့အပေါင်းအသင်မလုံးနိုင်ပဲတယောက်ထဲအထီးကျန်စေခဲ့ပါဘူး။ဒါပေမဲ့ Pauline ဟာစာရေးတာဝါသနာပါပြီးအလွန်ညံကောင်းတဲ့ကောင်းလေးတ ယောက်ကဂျူလီယက်ဟုံးကတော့ပေါ်လင်းနဲ့လုံဝကိုစန့်ကျင်ပတ်ပါပဲဂျူလီယက်ရဲ့အဖေဒေါက်တာဟန်ရီဟုံးဟာခရစ်ချစ်တက်ကတိုရဲ့ပါမောခချုပ်ဖြစ်ပြီးသူတို့မိသားစုဟာအထက်တန်းလွှပင်ကြတဲ့မိသားစုပါဂျူလီယက်ဟာငယ်စဉ်ကတည်းကအဆုတ်ယောဂကြောင့်ဘာဟာမားစ်နဲ့တောင်အာဖရိကလိုနိုင်ငံရချာမှာအချိန်အတော်ကြာနေထိုင်ခဲ့ရပါတယ်ဒါကြောင့်သူဟာအသက်နဲ့မလိုက်အောင်ရင့်ကျက်ပြီးဘ ਹੁ တုကြကြွားဝပါတယ်သူမိဘတွေကပညာတတ်တွေဖြစ်ပေမဲ့သူကိုတိတ်ကြွမဆိုင်ကြဘဲအေးဆက်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ် ဒီလိုနဲ့ကန်ဂျမာကဒီမတူညီတဲ့မင်းကလေးနှစ်ယောက်ကို Christ Church အမျိုးသမီးအထက်တန်းကျောင်းမှာส่งတွေ့ဆဲခဲ့ပါတယ်။သူတို့နှစ်ယောက်ส่งတွေ့ကြတဲ့အခါမှာတော့တယောက်နဲ့တယောက်ဟာပျောက်ဆုံးနေတဲ့ကိုယ့်ရဲ့တချမ်းကိုပြန်ရှာတွေ့သလိုခံစားခဲ့ကြရပါတယ်။သူတို့နှစ်ယောက်လုံးဟာငယ်စဉ်ကယောဂဝေဒနာတွေကိုခံစားခဲ့ရတာ၊မိသားစုနဲ့အထီးကျန်တယ်လို့ခံစားရတာ၊တာမန်လူတွေထက်ညာငယ်သားလွန်တယ်လို့ကိုကိုကိုယုံကြည်ကြတာတွေကသူတို့ကိုလျက်မြန်စွာပဲခင်မင်သွဲတားသွိုက်ဆဲခဲ့ပါတယ်။သူတို့ရဲ့ခင်မင်မို့ဟာတာမန်တငယ်ချင်းဆက်ဆံရေးထက်အများကြီးပို မွန်နှက်ဆိုင်ခဲ့ပါတယ်။သူတို့နိုင်ငံဟာကိုပိုင်စီကူးရန်ကဘာကြီးတစ်ခုကိုဖန်တီးခဲ့ကြ။အဲ့ဒီကဘာကို သူတို့က The Fourth War လို့နာမည်ပေးခဲ့သည်။အဲ့ဒီမှာတော့သူတို့ဟာတကက်လက်တွေ့ဘဝကလို့အားနဲ့ချက်တွေမရှိတော့ပါဘူး။ The Fourth War ဆိုတာကတင်တွေပေါ်မှာတည်ရှိတဲ့ Borophinia လို့ခေါ်တဲ့စစ်ကူးရန်တိုင်ပြည်တစ်ခုပါ။အဲ့ဒီမှာသူတို့နှစ်ယောက်ကအထက်စကောင်တွေဖြစ်တဲ့ Charles နဲ့ Deborah ဆိုတဲ့မင်းသားမင်းသမီးတွေအဖြစ်သရုပ်ဆောင်ကြတယ်။သူတို့ဟာဒီစစ်ကူးရန်ကဘာအကြောင်းကိုဝတ်ထုတွေ၊ဇာညွှန်းတွေ၊ကပြားတွေအတူတူ ူရေးသားခဲ့ကြတယ်။ရွှန်စဲတွေနဲ့သူတို့ရဲ့ဇာတ်ကောင်ရုပ်ထုလေးတွေပြုလုပ်ခဲ့ကြတယ်။တဖြည်းဖြည်းနဲ့သူတို့ဟာလက်တွေဘဝနဲ့စိတ်ကူးရန်ကဘာကိုခွဲခြားနိုင်စွမ်းမရှိတော့ပါဘူး။သူတို့ရဲ့ဒါယာရီတွေထဲမှာဆိုရင် The Fourth World ထဲကိုဝေရောက်တဲ့အခါခံစားရတဲ့အလွန်အမင်းပျော်ရွှင်ချီနူးမှုလေးအကြောင်းသူတို့နဲ့ရောက်ဟာတာမန်လူတွေထက်တာလွန်တဲ့ Heavenly Creatures တွေဖြစ်တယ်ဆိုတဲ့ယုံကြည်မှုတွေအကြောင်းကိုအကျယ်တဝန်းရေးသားထည့်ကြပါတယ်။ဒီလိုပြန်ထန်လို့နဲ့ဆက်ဆံရေးကိုပေါ်လင်းရဲ့မိခင် Honora Riba ကစပြီးတည်ထားမိလာပါတယ်။သူက ဒီဆက်ဆံရေးဟာကြာမာရေးနဲ့မညီဘူးပုံမှန်မဟုတ်ဘူးလို့မြင်လာတယ်။အဲ့ဒီခေတ်အခါကလိန်တူဆက်ဆံရေးအပေါ်အမြင်မရှင်းသေးတာကြောင့်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုလိန်တူချင်းစုံမတ်တဲ့ဆက်ဆံရေးလို့တန်ရဝင်းဒီစိုးရင်ပူပန်လာခဲ့ပါတယ်။သူတို့ရဲ့စိတ်ကူးရင်ကပါလေးဟာထာဝရတည်မြဲနေမယ်လို့ထင်ခဲ့ပေမဲ့လက်တွေ့ဘဝရဲ့ပြဿနာတွေကဝင်ရောက်လာခဲ့ပါတယ်။ဂျူလီယက်ရဲ့မိဘတွေဟာအိမ်ထောင်ရေးအဆင်မပြေဖြစ်လာပြီးနောက်ဆုံးမှာတော့ကွာရှင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒေါက်တာဟုံးလည်းတက္ကသိုလ်ကနေအလောက်ထွက်လာရပြီးနယူးဇီလန်ကနေထွက်ပါဖို့ဖြစ်လာခဲ့ပါတယ်။ တယ်။သူတို့ရဲ့အစီအစဉ်ကဂျူလီယက်အိုတောင်အာဖရိကမှာရှိတဲ့အဆွေမျိုးတွေစီပို့လိုက်ဖို့ပါတယ်။ဒီတတဲ့ဟာပေါ်လင်းနဲ့ဂျူလီယက်အထောက်တော့ကဖားပြတ်တလို့ပါပဲ။သူတို့နှစ်လုံးခွဲခွာရမယ်ဆိုတဲ့အတွေ့ဟာသူတို့အတွက်တေးချင်းတလားထထောင်ဆိုရပါတယ်။သူတို့ရဲ့ The Fourth Watch တစ်ခုလုံးပြို့လဲသွားမဲ့အရေးနဲ့ရင်ဆိုင်လာရပါတယ်။ ပေါ်လင်းကဂျူလီယက်နဲ့အတူတောင်အာဖရိကကိုလိုက်သွားဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့ဒီအဆီဇင်ကို အပြင်းအထန်ကန့်ကွက်ခဲ့တဲ့သူကတော့ပေါ်လင်းရဲ့မိခင်အော်နိုရာရီဘာပါပဲ။အော်နိုရာရီဘာအတွက်တော့ဒါဟာလက်တွေ့မဆန်တဲ့ကလေးအတွေးတစ်ခုတာဖြစ်ပြီးသူ့တမီးရဲ့အနာဂတ်အတွက်စိုးရိမ်မှုနဲ့တားမြစ်ခဲ့တာပါ။ဒါပေမဲ့ပေါ်လင်းနဲ့ဂျူလီယက်ရဲ့အမြင်မှာတော့အော်နိုရာရီဘာဟာသူတို့ရဲ့ပျော်ရွှင်မှုသူတို့ရဲ့ကဘာကြီးကိုဖျက်ဆီးမဲ့တဦးတည်းတော့အတာအစီရန်သူတို့ကြီးဖြစ်လာခဲ့ပါတော့တယ်။သူတို့ရဲ့ဒိုင်ယာရီတွေထဲမှာအော်နိုရာရီဘာ ပေါ်မုံတီမှုတွေတူတာမရှိတော့ရင်အရာအိုင်းလုံးအဆင်ပြေသွားမယ်ဆိုတဲ့အတွေးတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်ဒီအတွေးတွေကပဲကြောက်မက်ဖွယ်ရအကြံအစီတစ်ခုစီကိုဥတီသွားစေခဲ့ပါတယ်အဲ့ဒါကတော့ Honora River ကိုဒီလောကကြီးထဲကနေအပြီးအပိုင်ဖယ်ရှားဖြစ်ဖို့ပါပဲ1954ခုနှစ်ဇွန်လ22ရက်အဲ့ဒီနေ့ဟာ Christchurch မြို့အတွက်တော့တာမန်ဆောင်ဦးရက်တရက်ပါပဲဒါပေမဲ့ Pauline နဲ့ Julia အတွက်တော့သူတို့ရဲ့အစီအစဉ်ကိုအကောက်အထည်ဖော်မဲ့နေပါအဲ့ဒီနေ့မနက်မှာ Pauline ကသူ့ diary ထဲမှာ ဒီနေ့ဟာအရန်ကိုစိတ်လှရှားစရာကောင်းတဲ့နေ့ဒါပေမဲ့စိတ်ထဲမှာတော့နင်းနဲ့မကောင်းဘူးလို့ရေးခဲ့ပါတယ် ။နေ့လယ်ပိုင်းမှာတော့သူတို့သုံးယောက်သား Victoria Park ထဲကလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်မှာလက်ဖက်ရည်အတူတူတောက်ခဲ့ကြပါတယ်။ Honora Ripa ကတော့သူ့တမီးနဲ့သူ့တငယ်ချင်းရဲ့စိတ်ထဲကကြောက်စရာကောင်းတဲ့အကြံအစီကိုတစ်ဆက်မှရိပ်မိပုံမရခဲ့ပါဘူး။လက်ဖက်ရည်တောက်ပြီးတဲ့နောက်သူတို့နှစ်ယောက်က Honora Ripa ကိုပန်းချန်ထဲကလူပြတ်တဲ့တောလမ်းလေးအတိုင်းလမ်းလျှောက်ဖို့ခေါ်သွားခဲ့ပါတယ်။သူတို့ကြိုတင်စီစဉ်ထားတဲ့နေရာတစ်ခုကိုရောက်တဲ့အခါမှာတော့ဂျူလီယက်ကပန်းရောင်ချဲထားတဲ့ကြောက်ခဲလေးတစ်ခုကိုလမ်းပေါ်ချလိုက်ပြီး Honora Ripa ကိုအာယုံရဲလိုက်ပါ ါတယ်။ Honora Riba ကအဲ့ဒီကြောက်ခဲလေးကိုဂုံအကောင်မှာ Pauline ကသူ့အိတ်ထဲကအုတ်ခဲတချမ်းထည့်ထားတဲ့ချီအိတ်စွန်နဲ့ Honora Riba ရဲ့ဥခေါင်းကိုအနောက်ကနေအားကုန်ရိုက်ချလိုက်ပါတော့တယ်။တချက်တည်းမဟုတ်ပါဘူး။သူတို့နှစ်ယောက်သား Honora Riba လုံးဝမလွတ်ရှားနိုင်တော့တဲ့အထီကိုအချိန်ပေါင်း45ချက်ထက်မနည်းရရက်ဆက်ဆက်ရိုက်နှက်ခဲ့ကြပါတယ်။ပြီးတဲ့နောက်သူတို့နှစ်ယောက်ဟာသွေးတွေစွန်းနေတဲ့လက်တွေကိုဆေးချော်ပြီးသူတို့လက်ဖည်တောက်ခဲ့တဲ့ဆိုင်စီကိုအော်ဟစ်ငိုယိုပြီးပြေးသွားခဲ့ကြပါတယ်။ပြီးတော့ဆိုင်ရှင်ကိုသူ့အမေကချော်လ လဲပြီးခေါင်းနဲ့ကြောက်ခဲနဲ့စောင့်မိတာပါလို့ဇလန်းစင်တီပြောပြခဲ့ကြပါတယ်။သူတို့ရဲ့ဟန်ဆောင်မှုကတိကျကြမခံနေပါဘူး။ရဲတွေကအခင်းဖြစ်ပွားရနေရာကိုစစ်ဆဲတဲ့အခါမှာ Honor Reba ရဲ့ diary တွေဟာတာမန်ချော်လဲယုံနဲ့ရနိုင်တဲ့ diary တွေမဟုတ်မှန်းချက်ချင်းသိသွားပါတယ်။တိတ်မကြခင်မှာပဲသူ í စွန်းနေတဲ့လူသက်လက်နက်ခြေအိတ်နဲ့ပတ်ထားတဲ့အုတ်ခဲကိုအနီးအနားကခြုံပုတ်ထဲမှာရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့အခိုင်အမာဆုံးတသက်ကတော့ပေါ်လင်းရဲ့အခန်းထဲကနေရှာတွေ့ခဲ့တဲ့သူ့ရဲ့ diary စာအုပ်တွေပါပဲ။ အဲ့ဒီဒိုင်ယာရီတွေထဲမှာသူတို့နှစ်ယောက်ရဲ့နှက်ဆိုင်တဲ့ဆက်ဆံရေးစိတ်ကူးရင်ကပါအကြောင်းတွေတာမကပဲသူ့အမိကိုတတ်ဖို့ရဲ့အတ္တိအချားနဲ့တကွအသေးစိတ်ကြားစီခဲ့တဲ့အကြောင်းတွေကိုပေါက်ပေါက်ပါပါရေးသားထားခဲ့တာကိုတွေ့ရှိခဲ့ရပါတယ် လူတက်မှုအထက်အတင်းတော်ဆုံးနေ့ဆိုတဲ့ခေါင်းစဉ်နဲ့တောင်းရေးထားခဲ့တာပါဒီဒိုင်ယာရီကပဲသူတို့နှစ်ယောက်ကိုငင်းမရတဲ့တက်တဲနဲ့အတူတရားခံတဲ့အဖြစ်ဖမ်းဆီးစေခဲ့ပါတယ်သူတို့ရဲ့တရားခွင်ဟာနယူးဇီလန်နိုင်ငံတဝိုင်းလုံးကလူတွေအကြီးအကျယ်စိတ်ဝင်စားခဲ့တဲ့တရားခွင်တစ်ခုဖြစ်လာခဲ့ပါတယ်ရှေ့နေတွေကသူတို့နှစ်ယောက်ဟာစိတ်မနှံ့သူတွေဖြစ်တဲ့ဖိုလီယာအာဒူလို့ခေါ်တဲ့တယောက်ရဲ့စိတ်ဖောက်ပြန်မှုကိုနောက်တစ်ယောက်ကပါကူးစက်ခံရတဲ့အခြေအနေဖြစ်တယ်လို့ခုခံလျှောက်လဲခဲ့ကြပါတယ်ဒါပေမဲ့တရားရုံးကတော့သူတို့ဟာအမှားအမှန်ကိုကောင်းကောင်းခွ ွဲခြားနိုင်ပြီးကျူးတင်ကြံစီကကျူးလွန်ခဲ့တဲ့အေးဆက်တဲ့လူသက်သမားတွေအဖြစ်ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကဥပဒေအရအသက်မပြည့်သေးတဲ့အကွက်ဒေတန်ကနေကင်းလွတ်ခဲ့ပြီးဘယင်မကြီးသဘောကျသည့်အထိဆိုတဲ့ပြစ်ဒဏ်ကိုချမှတ်ခံခဲ့ရပါတယ်။သူတို့နှစ်ယောက်ဟာမတူညီတဲ့အကျဉ်းထောင်တွေမှာ၅နှစ်လောက်အကျဉ်းကြာခံခဲ့ရပြီးနောက်1959နှစ်မှာလွတ်မြောက်လာခဲ့ပါတယ်။သူတို့ကိုပြန်လွတ်ပြေးတဲ့အခါမှာအတိကအမိန့်တစ်ခုချမှတ်ခဲ့ပါတယ်။အဲ့ဒါကတော့သူတို့နှစ်ယောက်ဘယ်တော့မှပြန်မဆက်သွယ်ရဘူးပြန်မတွေ့ရဘူးဆိုရဲ့အချက်ပါတယ်။ ထောင်ကလွတ်ပြီးနောက်သူတို့နှစ်ယောက်ဟာနတ်မဲအစ်စ်ဘဝအစ်စ်တွေနဲ့လူတွေရဲ့အမြင်ကနေပျောက်ကွယ်သွားခဲ့ကြပါတယ်။ဂျူလီယက်ဟ ோம் ဟာအန်ပယ်ရီဆိုတဲ့နတ်မဲတင်နဲ့အင်္ဂလန်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အန်အော့စီယာကောင်တာကသူဟာဗစ်တိုးရီးယားခေတ်ကိုနောက်ခံထားတဲ့ရာဇဝတ်မှု Fixie Vuttu တွေကိုရေးထားတဲ့ကဘာကျော်စာရေးဆရာမကြီးတစ်ယောက်ထင်လာခဲ့ပါတယ်။သူ့ရဲ့စာအုပ်ပေါင်းတားနဲ့ချီပြီးရောင်းချခဲ့ရပါတယ်။သူ့ရဲ့အတက်ကိုနှစ်ပေါင်းများစွာလျှို့ဝှက်ထားနိုင်ခဲ့တဲ့မဲ့1994ခုနှစ်မှာဒီအကြောင်းကိုအခြေခံတဲ့ Heavenly Creatures ရုပ် ရှင်ထွက်ရှိလာတဲ့အချိန်မှာတော့သူ့ရဲ့လျှို့ဟချက်ဟာလူသိရှင်ကြားထစ်သွားခဲ့ပါတယ်။ပေါ်လင်ပါကာကတော့ဟီလာရီနာသန်ဟီလာရီနာသန်ဆိုတဲ့နာမည်နဲ့အင်္ဂလန်နိုင်ငံမှာပဲအေးအေးချမ်းချမ်းနေထိုင်ခဲ့ပါတယ်။သူဟာရိုမန်ကက်သလစ်ဘာသာကိုပြင်းပြင်းထန်ထန်တပ်ဝင်ယုံကြည်သူတစ်ယောက်ဖြစ်လာခဲ့ပြီးခလေးလေးကိုမြင်းစည်းတင်ပေးတဲ့အကြောင်းတစ်ကြောင်းကိုဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။သူကတော့လူသိရှင်ကြားနေထိုင်ရတာကိုလုံးဝရှောင်ရှားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာနယူးဇီလန်နိုင်ငံရဲ့လူမှုရေးတရားဥပဒေနဲ့စိတ်ပညာနယ်ပယ်တွေမှာအကြီးအကျယ်ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ဆယ်ကျော်သက်တည်းရဲ့ပြင်းထန်တဲ့ခင်မင်းတွေတာမှုစိတ်ကူးယဉ်တွဘာတဲမှာနှမျောချင်းရဲ့အန်တီရဲနဲ့ရှေးရိုးဆွဲလူအဖွဲ့အစည်းရဲ့ဖိအားတွေအကြောင်းကိုမေကွန်ထောက်ဆက်ခဲ့မှုခင်တစ်ခုအဖြစ်သမိုင်းမှာကြံရစ်ထဲပါတယ်။ဒီတော့ဒီအဖြစ်အပျက်တစ်ခုလုံးကိုပြန်ကြည့်လိုက်တဲ့အထာမှာကျွန်တော်တို့ဘာကိုတွေ့ရမလဲ။သူတို့နှစ်ယောက်ဟာတကယ်ပဲစိတ်ဖောက်ပြန်နေခဲ့ကြလားလား။ဒါမှမဟုတ်သူတို့ရဲ့စိတ်ကူးယဉ်ကဘာကိုကာကွယ်ဖို့အတွက်ရာအလုံးကိုလွတ်ဖို့ဝန်မလေး တဲ့အေးဆက်တဲ့လူသက်သမားတွေလားသူတို့ရဲ့ခင်မင်မှုဟာတကယ်ပဲအပြစ်ကင်းစင်ခဲ့သလားဒါမှမဟုတ်အန်ဒီရဲ့ရှိတဲ့အစွဲလမ်းမှုတခုခစ်ခဲ့သလားဒီမိခွန်းတွေရဲ့အဖြေကတော့တယောက်နဲ့တယောက်အမြင်မတူနိုင်ပါဘူးဒါပေမဲ့တေချာတာတခုကတော့ Christchurch မြို့လေးရဲ့လှပလဲပန်းချံတခုထဲမှာဖြစ်ပွားခဲ့တဲ့ဒီဂျေကွဲဝယ်ရအဖြစ်ပြဟာအချစ်ဆွဲလမ်းမှုစိတ်ကူးယဉ်မှုနဲ့ရဆက်မှုတို့ရဲ့အနေနဲ့မိတ်တီဟာဘလောက်အထိပါလွာတတဲ့ဆိုတာကိုကျွန်တော်တို့ကိုသတိပေးနေမှာအတိအချပါပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်တွေကိုလည်း comment မှာဝန်အောင်ဆွေးနွေးသွားနိုင်ပါတယ် ်ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတအကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေမှာပြန်ဆောင်တွေ့ကြပါမယ်